မင်္ဂလာပါ mid range မှာရှိတဲ့ office user တွေကလက်ထက်မှာပတ်2000ပမာဝင်28သိန်းလောက်ရှိရဆိုလို့ရှိရင် i7 13 generation laptop အမြဲတမ်းပြည့်ပြည့်ပြီးဆွဲကြတယ်ဒါကထုံးစံပဲဆိုတော့ကျွန်တော်ဒီ video မှာဘာကိုအဓိကထားပြီးပြောပြသွားမှာလဲဆိုတော့ဒီ i7 13 gen ရဲ့နေရာမှာ2025ကိုရောက်လာတဲ့အချိန်မှာ Intel Core Ultra 5ကိုကျွန်တော်တို့ကအစားထိုးလို့ရပြီဒါကိုပဲအစားထိုးရတော့မယ် cost effective လဲပိုဖြစ်တယ်လို့မျိုး performance ကလည်းအများကြီးကွာတယ်ဆိုတော့လည်းပတ်သက်ပြီးတော့ဒီ video မှာကျွန်တော်တို့ကရှင်းပြသွားပေးပါမယ် Okay လက်ရှိမြင်နေရတာက Asus ရဲ့ Vivobook Intel Core i7 13 generation ဒီဟာက HP ရဲ့ Core Ultra 5 CPU နဲ့ 15S laptop ဆိုဒီနှစ်ခုကိုကျွန်တော်နှိုင်းရှင်ပြမှာဘယ်ဟာတွေကိုအရင်ဆုံးနှိုင်းရှင်ပြမလဲဆိုတော့ကြတော့ Core Ultra 5ဒီ single core performance မှာတော့ i7 13 generation ကိုမရှင်းနိုင်ဘူး။သူကလည်းလည်းလေးပို့ပြီးတော့တားတယ်။ဒါပေမဲ့ multi core performance မှာသူကအများကြီးပို့ပြီးတားတယ်။တိတိတသားပို့ပြီးတော့တားတယ်။နောက်တစ်ခုက power efficiency ။ power efficiency ဒီ AI CPU ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူး25%လောက်ကိုတိတိတတ်တာကိုတတ်တာလေနောက်တစ်ခုကကြတော့သူ့ရဲ့ integrated graphics ပေါ့ integrated graphics ပါသူက ARC ရဲ့ graphic ကိုသူကတုံးထားတာသူမှကြောင့် RX XE ကိုတုံးလာအဲ့ဒီနေရာမှာကအစ80 80လောက် performance ဒီกว่าလေဆိုပြီးတော့ကျွန်တော်တို့ရဲ့ test တွေအရာ review တွေအရာကျွန်တော်တို့သိရတယ်ဆိုတော့ key points အနေနဲ့ Go Ultra 5နဲ့ i7 13th generation နဲ့မှာဘာတွေကွာခြားသွားမလဲဆိုလို့ရှိရင် Go Ultra 5မှာက 7Go ARC ရဲ့ IGBU ကိုသူတုံးပြထားတယ် L3 Cache က i7 ထက်အများကြီးပိုပြီးတော့များတယ်အဲ့အပြင်ကိုပိုပြီးတော့ကောင်းမွန်တဲ့10နာနိုမီတာထက်ပိုတာတဲ့7နာနိုမီတာ architecture နဲ့သူလုပ်ပြထားတယ်10 degree celsius အပူကိုပိုပြီးတော့ Go Ultra 5C ပိုပြီးတော့လက်ခံနိုင်တယ် CPU core အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း Go Ultra 5C 4 core ပို့ပြီးတော့ i7 ထပ်ပို့ပြီးတော့များတယ် PCI Express ပါဆိုလို့ရှိရင်5.0ကိုသူက support လုပ်နိုင်လာတယ်အဲ့ဒါတွေက Go Alpha 5K အဓိက i7 ကိုကြော်ပြီးတော့ရွေးရမယ်အချက်တွေ Blender လို့ application မျိုးမှာ 3D render အတွက်ကျွန်တော်တို့ test လုပ်တဲ့ချိန်မှာ Go Ultra က45% Go i7 ထပ်ပို့ပြီးတော့တာတယ် Cinebench မှာ single core 9%ကျွန်တော်တို့ အဲ့ဒါ i7 ကတာပေမဲ့ multi core မှာကြတော့ go ultra က36%ပို့ပြီးတော့တာတယ်။နောက် application တစ်ခုဖြစ်တဲ့ pass mark နဲ့ကျွန်တော်တို့က benchmark run တဲ့အချိန်မှာ single core performance မှာတော့ go ultra နဲ့ go i7 ဒီမကွာဘူး။ဒါပေမဲ့ multi core performance မှာ48%တက်ပြီးတော့ကွာနေသေးတယ်။အဲ့ဒါ iris xe graphics နဲ့ arc က gaming performance မှာလည်းတိတိကျကျကွာခြားတာကိုတွေ့ရလိမ့်မယ်။ဆိုတော့ go ultra 5နဲ့ Intel Core i7 နဲ့ကို side by side comparison ကျွန်တော်တို့ကလုပ်မယ်ဆိုလို့ရှိရင် Core Ultra 5D total cores အနေနဲ့က14 core ရှိတယ် Intel မှာက i7 မှာ10 core ပဲရှိတယ် thread အနေနဲ့ဆိုရင် Ultra 5မှာ18 thread ရှိတယ် Intel မှာက12 thread ပဲရှိတယ်ဆိုတော့ architecture CPU ရဲ့ architecture မှာဆိုလို့ရှိရင်လည်း Core Ultra 5က7 nanometer i7 က10 nanometer ဖြစ်နေတယ် GPU အဓိကကြတဲ့ GPU က ARC ရဲ့ 79IGPU က Core Ultra 5မှာပဲပါပြီးတော့ i7 မှာကျတော့ Intel Iris Xe ကိုပဲတုံးထားတာကိုတွေ့ရတယ်။အဲ့လိုတုံးထားခြင်းဒီသူတို့ရဲ့ graphic performance ကို68ရာခိုင်နှုန်းကွာခြားသွားစေတယ်။ဒါဒီ graphic user တွေအတွက်ကတော့အဓိက point ပဲပေါ့နော်။ဟုတ်ပြီ။နောက်တစ်ခုကကျတော့ memory ။ memory အပိုင်းမှာဆိုလို့ရှိရင် Core Ultra 5 CPU ဒီ LPDDR5 4668 MHz အထိကိုပဲ support လုပ်နိုင်လား။အဲ့အထိ support လုပ်နိုင်တယ်။ဆိုတော့ အဲ့ဒီနေရာမှာ i7 ဒီ6400အထိပဲ support လုပ်နိုင်တယ် maximum capacity ဒီ 96k ဒီတင်နိုင်တယ်လို့တွေးထားတော့ညာလဲဘယ် laptop မှာတော့ဒီလိုမျိုး entry level business lineup တွေမှာတော့တိုင်း6ကတိဘယ်သူမှတော့မတင်ကြပါဘူးဆိုတော့ဒီလိုကိုပြ challenge တွေကိုတိပြီးတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့က brand back ကိုသွားလို့ရပြီလက်ရှိမြင်တွေ့နေရတာကဒါက HP ဒါက Asus သူက Core Ultra 5နဲ့သူက Core 7နဲ့ တော့ဒီဗီဒီယိုကအဓိကအသားပေးဒီ Core Ultra 5ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ configuration ပုံစံကိုကျွန်တော်ပြပြပေးမယ် CPU က Core Ultra 5 125H memory က9600 MHz ရှိတဲ့ 16G DDR5 RAM ကိုသူသုံးထားတယ်ပေါ့နော် solid state ကတော့ထုံးစံအနိုင်မှာ 512GB NVMe Gen 4 SSD ကို ထည့်ပေးထားပေးတယ်။အဲဒီမှာ fingerprint နဲ့သူထည့်ပေးထားလေးတွေပို့ပြီးပါလာလေးရှိတာပေါ့နော်။နောက်တော့အခြေခံကြတဲ့အခြေချက်မှာ screen ပေါ့ screen က 60Hz IPS panel ပဲ Full HD screen ဆိုတော့အရင်ကြီးတူတူကြာကြီးတော့မဟုတ်ဘူး။ဒါပေမဲ့ 1080p ကင်မရာလေးထည့်ပေးထားပေးတယ်41 wah wah battery ဆို battery နည်းနည်းလေးနည်းတယ်လို့ကျွန်တော်တို့ကယူဆတယ်ကျန်တဲ့အပိုင်းမှာတော့တိတ်ပြီး trade to ပြောကြရမှရှိဘူး CPU အရန်ကောင်းတယ်ပြီးသူ့ရဲ့ precision touch pad လည်းသုံးဖို့ကောင်းတဲ့အချက်မှပါတယ်ပေါ့နော်ဒါလေးတို့ကျွန်တော်တို့က product review အနေနဲ့တက်တက်ကိုဒီတန်လေးတွေကို ကျွန်တော်ပုံလေးနဲ့မြင်သားအောင်ကျွန်တော်ထပ်ပြီးတော့ထုတ်ပေးသွားအောင်ပါပြီးတော့ port and connectivity ပေါ့နော် ports တွေအပိုင်းပါလဲဆိုလို့ရှင်လက်ရှိတွေ့နေရတာက USB ဆို type A နှစ်ပေါက်ပါမယ် type C တစ်ပေါက်ပါမယ်ပေါ့နော် Wi-Fi 6နဲ့ Bluetooth 5.3ကိုသုံးထားတယ်ဒါကဒီ HP 15ရဲ့ configuration ပုံစံပေါ့ဆို configuration ပုံစံက brand ပေါ်ကိုမူတည်ပြီးတော့အများကြီးကွဲပြားခြားနားတော့နိုင်တယ် ဒါပေမဲ့ဒီဗီဒီယိုရဲ့အဓိက focus တီကျွန်တော်တို့က HP လည်းမဟုတ်ဘူး Asus လည်းမဟုတ်ဘူးကျွန်တော်တို့က i7 နေရာမှာ base CPU ကို သုံးပါလေတကယ်လို့သာ ပမာဏငွေတန်မိုးချင်းတူတယ်ဆိုလို့ရှိရင် AI support ဖြစ်တဲ့ Go Alpha 5ကိုကျွန်တော်တို့ဒီသုံးတဲ့ i7 13ချန်ကိုထားခဲ့ဖို့ကျွန်တော်တို့ကအချိန်တန်းနေပြီဆိုတော့အစိုးရမြန်မာမှာ i7 13 generation ကို Asus Acer Lenovo ဒီလို brand တွေပေါ့နော်သူရဲ့ segment ကလာတူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ base price တွေ 2000ဘတ်2000ဝါလေးစပြီးရမယ်ဆိုတော့ဘာလို့28တိတ်ပေါ့လက်ရှိဒီ Go Ultra 5 HP လေးကိုကျွန်တော်တို့1900နဲ့ကျွန်တော်ရောင်းနေတူတူပဲ28တိတ်မပြည့်ဘူးပေါ့နော်နည်းလေးပို့ပြီးတော့ဈေးသက်သာတယ်ဆိုတဲ့အချိန်မှာ frame my breathe တရားကိုကြိုက်တာကိုရှင်းပြီးတော့ရွေးလို့ရတယ်ဘာတွေကွာခြားတယ်ဘာတွေကဘယ်ဆက်ကိုတော့ပို့ရွေးတဲ့လဲဘယ်သူက future proof ဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်အရှိမ highlight လုပ်ပြီးသွားပြီ